ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုတူရစောပါဟုတ်ပြီ25နှစ်ပါဆရာကြီးကိုတူရစောတောက်ကြတာဖြစ်မနော်ဟုတ်ကဲ့ထိုင်းပါပါတဲ့ဟုတ်ပြီဖုန်းပြုပြင်တဲ့အလုပ်ကိုလုပ်နေပါတယ်တဲ့တယ်လီဖုန်းပြုပြင်တာဟုတ်ကဲ့ဆရာကြီးသိကောင်းတာပဲဟုတ်ကဲ့ဆရာကြီး ဆရာကြီးခင်ဗျားတဲ့ခံစားနေရတဲ့ယောဂါကတဲ့စီးကုံမှာကြိုက်ခဲပြီးတဲ့စီးခဏခဏသွားကျင်နေတာပါတဲ့ဟုတ်ပြီတခါတလေတဲ့အလုံများတဲ့အခါတဲ့စီးအောင်ထားရင်တဲ့စီးကုံတအားကြိုက်ပါတယ်တဲ့ဟုတ်ပြီစီးစစ်ကြည့်တော့တဲ့စီးပိုးဝင်တယ်လို့လည်းပြောပါတယ်တဲ့ဟုတ်ပြီပေးတဲ့ဆေးတွေတောက်နေပြီမဲတဲ့မပြောက်သေးလို့ပါတဲ့ဟုတ်ပြီလားဆောင်းရံရှောင်းရံနီးလန်းကလေးများတဲ့မျှဝေပေးပါခင်ဗျာလို့ရေးထားပါတယ်ကောင်းလိုက်တာဗျာမိကွန်းလေးလှတယ် အဲ့တော့မေခွန်းရှင်တွေလည်းကျူးရှိမယ်။နာတော်တဆင်ဆင်ကြတဲ့အမျိုးသားတွေပေါ့နော်။စကားဆင်တခုတော့ရှိရမလား။အမျိုးသမီးမှာမိယောက်ျားစီဟုတ်ကဲ့ဆရာကြီး။အမျိုးသမီးချင်းမှာမိရဲ့ယောဂါလေ။ဟုတ်ကဲ့ပါဆရာ။ယောက်ျားချင်းမှာစီယောဂါလေ။ဟုတ်ကဲ့ပါဆရာ။စီယောဂါနဲ့ပတ်သက်လို့တော့ဒါစီယောဂါအတွက်အကောင်းဆုံးကဘာလို့လို့မေးရင်ရေသန့်မယ်။ဟုတ်ကဲ့ဆရာကြီး။ရေသန့်လေ။ရေသန့်ကိုဒီနေ့ကိုဒါအနည်းဆုံး၃ခုအထက်တောက်တင်တယ်။ဟုတ်ကဲ့ဆရာကြီး။နော်။ဖြစ်နိုင်ရင်၅ခုလောက်တောက်တင်တယ်။ ေတံမှုနဲ့အတော့တော့ဘာအခက်ခဲရှိလဲဆိုတော့တောက်တော့ပေါ့လာတာပေါ့အလုပ်ကြည့်တယ်နော်အဲ့ပေါက်တဲ့အခါမှာအမှတ်တရမတ်တက်ရက်ပြီးသွားတဲ့အကျဉ်လောက်ပါလို့စီးသွားတဲ့အခါမှာဟုတ်ကဲ့ပါဆရာမတ်တက်ရက်ပြီးသွားပါစီကိုအောက်မထားပါနဲ့အဲ့အောက်ထားရင်အနေရှိပါလေဟုတ်ကဲ့ပါစီအောက်ထားတဲ့သူဟာများသွားဖြင့်ကြာတဲ့အခါမှာအနေထိုင်သွားစီကြောက်တေတာလို့နော်နောက်တခါစီအိမ်မှာအနာဖြစ်တာလည်းဖြစ်တတ်ပါလေဟုတ်ကဲ့ကျွန်တော်စီတောက်လဲတောက်ပါပေါက်လဲပေါက်ပါ အမျိုးသားတယောက်နဲ့စီးသွားတာဘာမှကြောက်ကြစိတ်ဆရာမျိုးဘူးနော်သွားတဲ့နေရာမှာကြီးလာမှာတိပင်းတိပင်းရှိရင်တိပင်းကိုမျက်နှာမူပြီးတော့သွားလိုက်ရတာတိပင်းတော့သွားမပန်းနဲ့နော်ဟုတ်ကဲ့ပါဆရာတိပင်းတော့မပန်းစီကြုံတိပင်းကိုမျက်နှာမူပြီးတော့သွားလိုက်ရင်ဒါသွားလို့ရတဲ့ကိစ္စပဲကြောက်ကြတယ်အကြောင်းမလို့တောက်လဲတောက်ပါပေါက်လဲပေါက်ပါအောက်မထားပါနဲ့ဟုတ်ကဲ့ပါဆရာနောက်တစ်ခုကအကြော်နဲ့အဆက်ကိုလုံးဝဖြတ်လိုက်ပါ ဟုတ်ကဲ့ပါဆရာကြီးအကျော်နင်းတဲ့စာရမြတ်မြတ်ခံရပါမယ်ဟုတ်ကဲ့ပါဆရာဆက်လက်ထုတ်သူကနင်းတဲ့စာမြတ်မြတ်ခံရပါမယ်ဟုတ်ကဲ့ပါဆရာကြီးစားစရာမရှိဘူးလားလည်းပြင်လိုက်ပါနဲ့စားစရာအများကြီးပါအဲအကျော်နင်းအဆက်ကလွယ်စားပါဟုတ်ကဲ့ပါဆရာကြီးအချင်းအခါမှန်တယ်မြတ်စားပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရှင်းပါစီဗျာ ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသည်အခုမေကွန်းရှင်ကဒေါခင်ခင်ဝင်းမှာဟုတ်ပြီ62နှစ်မန္တလေးရပါဆရာကြီးအရွယ်ကောင်းဟုတ်ကဲ့ပါဆရာကြီးဟိုမိခိုးပေါ့နော်62နှစ်ဆိုတော့ဆရာကြီးရှင်တဲ့ coffee mist တဲ့တစ်နှစ်တစ်ခွက်တောက်ပါတယ်တဲ့ဟုတ်ပြီအဆက်နှဲငယ်စားပါတယ်တဲ့ဟုတ်ပြီတအိမ်ကြိုက်ခဲတဲ့အခုဖြစ်နေတာကတော့တအိမ်ကြိုက်ခဲပြီးစီးသွားများလို့ပါတဲ့ဟုတ်ပြီဘလို့နေထိုင်စားတော့ရမလဲလမ်းညွှန်ပေးပါရှင်တဲ့တအိမ်ကြိုက်ခဲတာရဲ့ စီးသွားများလာရတော့ဟုတ်ကဲ့ကော်ဖီမစ်တစ်ခါတော့တောက်ထားတော့ဗာအန်ဒီရေတောက်ပါဟုတ်ကဲ့ပါဆရာကြီးနော်ကော်ဖီမစ်တောက်တဲ့အခါမှာတော့ဖြစ်နေဟိုထင်းရက်တဲ့ဖြော်တာပူကောင်းတယ်ကော်ဖီမစ်ကိုလေဟာသူက ready made ထင်တယ်ကော်ဖီမစ်ဆိုတော့ဟာ ready made ရှင်နေပဲတောက်အောင်ပါဗောရေတောက်ပေါ့နော်ဒါကတော့အန်ဒီရေမရှိပါဘူးတောက်ပါကော်ဖီမစ်တောက်ထားတော့နော်နောက်ရှောင်းမှာအဆက်နဲ့အကျော်အထူးရှောင်းမှာဟာအဆက်ကအနေငယ်စားတယ်တဲ့အဲအနေငယ်ကိုမကောင်းဟုတ်ကဲ့ပါဆရာကြီးနော်အဆက်ကတော့မတည့်ဘူးဆိုရင်တော့ အနေငယ်ကွာတဲ့စားလဲကျက်တော့မြူတဲ့စားလဲကျက်တော့မြူဆိုရဲဥမာလိုပဲဟုတ်ကဲ့ပါဆရာဆက်ကတော့ဖြတ်ကိုဖြတ်လိုက်ရမယ်ဟုတ်ကဲ့ပါဆရာနောက်ဘာလဲနောက်တစ်ခုသူကသူကအဲ့ဒါစားတယ်သူဖြစ်တဲ့ယောဂါကတအိမ်ကြိုက်ခဲတယ်စီးသွားများတယ်ဟုတ်ပြီအဲ့ဒါကတော့အမျိုးသမီးတိုင်းရဲ့ခံစားရတဲ့ဝေဒနာပဲတအိမ်ရတော့နော်ဟုတ်ကဲ့ဆရာအသက်ကြီးလာလေဒီအနေနဲ့အများတော့ခံစားရတယ်ခံတာရာနဲ့မခံတာရာပဲချိုကြိုက်တဲ့နေဟိုဆေးလေးတောက်လိုက်ဒီဓာတ်စာလေးစာလေးပျောက်သွားတာပဲ ချို့မခံတာတော့ဘူးဆိုတော့စီကူရတာပေါ့အခုသူကတော့နည်းနည်းလေးအခါရပြင်းနေပုံရတယ်ဟုတ်ကဲ့ဆရာအဲ့ဒီအတွက်ကတော့အဆက်နဲ့အကျော်လုံးဝရှောင်ပါအဲ့ဒါအမှတ်တရပြောလို့ပါတယ်နော်အဆက်စားရင်ပူဆိုးမယ်အကျော်ဒီစားရင်ပူဆိုးမယ်ဟုတ်ကဲ့ပါဆရာဥမာဣချာကွေးစမှုစားစားကြည့်အဲ့စားတဲ့နေ့အခါမှာပဲဟုတ်ကဲ့ပါဆရာစားကြကြကြောစားကြည့်အဲ့စားတဲ့နေ့မှာခစားချက်ကပူပြင်းထားမှာပဲဟုတ်ကဲ့ဆရာနောက်ဆုံးကန်းကောင်ပြောပါဆိုရင်ကလေးငယ်လေးတွေစားတဲ့ လေးပေါင်းတို့လေးတွေနော်ဟုတ်ကဲ့ပါဆရာကြီးအလူကျော်တို့ငမုတ်ကျော်တို့စားလည်းဖြစ်ပါမယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဖြစ်နိုင်ရင်တော့ဒီယောဂအတွက်ကအိမ်မှာဆေးကြီးပြောနေကြအကြံပြုချက်ရဆိုရင်ဒေဦးရေဆေးပြီးတိတ်နာလိုက်ရင်ကောင်းတယ်ဟုတ်ကဲ့ပါဆရာကြီးဒေဦးကထွက်တဲ့ဗျာဒါတွေထွက်တယ်အကျော်တွေပဲထွက်တာဟုတ်ပြီအဲ့ဒါကိုရှောင်းလိုက်သက်တာပါမှာပါနော်ဟုတ်ကဲ့ပါဆရာကြီးစီးသွားများတာရောဆရာကြီးစီးသွားများတာကတော့လေဟိုရေတောက်များလို့စီးသွားများတာဆိုတော့ပြဿနာမရှိဘူး ဟုတ်ကဲ့ဆရာဒါပေမဲ့စီးသွားများတယ်ဆိုတော့စီးသွားများတာလားစီးသွားတဲ့အကျိန်များတာလားခွဲသီးဖို့လိုတယ်ဟုတ်ကဲ့ဆရာဥမာတအိမ်ကနေပြီးတော့အကြောင်းအမျိုးမျိုးကြောင်းပေါ့နော် ရောင်မယ်ပြိမယ်ဆိုရင်အောက်ကိုကြာလို့ရှိရင်စီးအိမ်ပေါ်တော့ဖြစ်တတ်တယ်ဟုတ်ကဲ့ပါဆရာအဲ့လိုဖြစ်လိုက်လို့ရှိရင်စီးအိမ်လေးကိုစီးနေနေလေးရောက်လာတာ ਨੇ သူကတွန့်ထုတ်တော်မယ်လို့ဖြစ်တယ်တွန့်ထုတ်တော်မယ်လို့ဖြစ်တယ်အဲ့တော့အဲ့ဒီဥစ္စာအတွက်ကိုဒီ ရေတောက်တဲ့အခါမှာဟိုထိုက်တိုက်တန်တန်တောက်ပါပေါ့စီးသွားမှာကြောက်ပြီးစီးသွားမှာမသွားကြည့်လို့မသွားပဲရေမတောက်ခွင့်နေရေမတောက်ခွင့်နေအဲ့ဒါပို့ဆိုအနေရရှိတယ်ဟုတ်ကဲ့ပါဆရာကြီးเนาะတောက်ပါသွားပါတောက်ပါသွားပါเนาะလို့တောက်ပြီးစီးစွန့်ပလိုက်ခြင်းအားဖြင့်ကျင်ငယ်စွန့်ခြင်းအားဖြင့်ဒီယောဂါရှိတဲ့အပူလေးပေါ့เนาะဟုတ်ကဲ့ပါဆရာကြီးဒီနေ့နေနေဒီနေ့နေနေဒီနေ့နေလျော့ပါသွားလို့ရှိရင် ဒါရအားဖြင့်ပြောလို့ရှိရင်၁၀ရက်၁၅ရက်လောက်အတွင်းမှာကိုရေဦးမှန်မှန်တောက်ရဲစီဦးမှန်မှန်သွားမအောင်လာတဲ့သွားပြစ်เนาะအဲ့လိုလိုလေးကိုနေတာသွားမှာပါနောက်ဓာတ်စာအနေနဲ့ရတော့လေကြောက်ဖြုံသီးနဲ့ဖရေသီးကိုစားပါကြောက်ဖြုံသီးဖရေသီးဘူးသီးဟုတ်ကဲ့ပါဆရာကြီးကြောက်ဖြုံသီးဖရေသီးဘူးသီးဟုတ်ကဲ့ပါဆရာ။နော်ဖရေသီးကဖရေသီးအမှဲ့လေကောင်းတဲ့ကလေးစားတယ်လေ။ဟုတ်ကဲ့ပါဆရာ။ဈေးထဲမှာဖရေသီး အကင်းလေးတွေရှိရဲ့အသိလေးဟာအဲ့ဒါလေးဝင်လာချင်းချက်စားလေးရတယ်ဟုတ်ကဲ့ပါဆရာကြီးနော်ဖရဲသီးလက်တို့အတူပါပဲဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်းပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါသန်းဝင်းမှာဟုတ်ပြီပခုတ်ကူရပါဆရာကြီးဟုတ်ပြီ။မြည်အတွက်မေးထားတာပါဆရာကြီး။ဟုတ်ပြီဗျာ။ဆရာကြီးရှင်နဲ့ကျမမြေးလေးကအသက်9နှစ်ပါတဲ့။ယောက်ျားလေးမိန်းကလေးခွဲပြောလား။ ယောက်ျားလေးဖြစ်ဖို့များတယ်ဆရာကြီးဟုတ်ပြီပြောပါမီးဆိုမီးမီးမလေးဆိုရင်တော့မိန်ကလေးပေါ့နော်ညညသွားကြိတ်ပါတယ်ရှင်နဲ့ဆောင်းရန်ရှောင်းရန်လေးပြောပြပေးပါအဲ့ဒါတော့ကလေးရဲ့စိတ်ပေါ့နော်ဟုတ်ကဲ့ဆရာစိတ်ထဲမှာတင်ကြက်တာရှိလို့တမီတင်ရှင်ပေါ့ဟုတ်ကဲ့ဆရာဥမာသူစာမလိုက်နိုင်တာတို့เนาะဟုတ်ကဲ့ဆရာသူ ਨੇ စာပြိုင်ဖက်စာပြိုင်နေစာစာပြိုင်ဖက်ကိုသူမနိုင်တာတို့ဥမာလေရေးချင်းရှင်လိုက်တယ် သူနဲ့အတူထိုင်တဲ့တယောက်ကလေးရဲ့သူ့ရဲ့လှတယ်တဲ့သူကကြိုးစားပြီးလှအောင်ရေးတယ်မရသေးဘူးဆိုရင်စိတ်ထဲမှာဒါကလေးရဲ့သဘာဝပေါ့ဟုတ်ကဲ့ဆရာအဲ့လိုဖြစ်တတ်ပါလေနောက်တခါတလေမှဖနက်လေးချင်းပြိုင်တတ်တယ်မိကလေးရဲ့ဟုတ်ကဲ့ဆရာသူဖနက်လေးကဘလို့ဖနက်လေးငါဖနက်ကဘလို့ဖနက်နော်တခါလေးအဝတ်အစားချင်းပြိုင်တတ်တယ်ဟုတ်ကဲ့ဆရာဒါမိကလေးရဲ့သဘာဝပြောတာနော်ဟုတ်ကဲ့ဆရာတခါကျမျက်ခိုးမှုဆွဲတာအစားပြိုင်တတ်တယ်ဟုတ်ကဲ့ဆရာအဲ့လို ကိစ္စအမျိုးသားတွေမှာရှိလားမရှိအမျိုးသားယောက်ျားလေးမှာလည်းမရှိကလေးမှာလည်းမရှိဘူးလူကြီးမှာလည်းမရှိဘူးရှိလေအ ਨੇ ကျတော့ပဲရှိမယ်ဟုတ်ကဲ့ဆရာကြီးနော်ဘယ်လိုလူရှိပဲဆိုရည်စားပြိုင်ပဲဆိုရှိရှိတတ်တယ်ဟုတ်ကဲ့အပြိုင်နာခုနှစ်ဆိုဆရာကြီးအဲဟိုသဘောပြောတာပါဟုတ်ကဲ့ဆရာကြီးယောက်ျားပြိုင်နေစားအခုကလေးကတော့ဆိုရင်ဆရာမရှိပါဘူးလို့နော်ဟုတ်ကဲ့ပါဆရာအဲ့တော့ပြိုပြပါပါနေတဲ့အကျင့်လုတ်ပြီးပါအမေလို့တဲ့လူက တို့အုတ်သိမ်းသူอ่ะဗောနော်ဟုတ်ကဲ့ဆရာကြီးခလေးကိုမှန်လိုက်ဟောက်လိုက်ခြောက်လိုက်လှန့်လိုက်ဟဲ့ဟူဘောတဲ့တက်ပြိုင်တက်ပြိုင်မတက်နဲ့မပြောပါနဲ့တက်ပါစေဟုတ်ကဲ့ဆရာကြီးပြုတ်ကြတော့လေထူပေးလိုက်ဗောဟုတ်ကဲ့ဆရာကြီးပဲ့သွားတော့လေပွန်းသွားတော့လေစေးထည့်ပေးလိုက်ဗောဟုတ်ကဲ့ပါဆရာကြီးနော်မတက်ပါနဲ့ဆိုတာကိုတက်ချင်အောင်မတက်ပါနဲ့တော့ပြောရင်ကလေးစိတ်ချုပ်ထီးသွားအဲ့ဒါမကောင်းတော့ဘူးဟုတ်ကဲ့ပါဆရာညာရေပါထိုင်းသားရပါတယ်ဟုတ်ကဲ့ပါဆရာလုံးတဲ့အလုပ်ကိုလုပ်ပါစေဟုတ်ကဲ့အဲ့ဒီအတွေ့အကြုံเนี่ยသူ့ဘဝအတွက် သင်ခန်းစာတွေအများကြီးရပါမှာဟုတ်ကဲ့ပါဆရာကြီးနော်လူဟာအခြားတတ်တော်တွေနဲ့မတူပါဘူးဟုတ်ကဲ့ပါဆရာကြီးနော်ကဘာပေါ်မှာရှိတဲ့တတ်တော်တွေအလုံးနဲ့မှာစကားပြောတာလူတစ်မျိုးပဲရှိတယ်ဟုတ်ပါဆရာဘလောက်ကြီးအာကောင်းကောင်းဘလောက်ကြီးပဲအကောင်ကြီးကြီးဘလောက်ကြီးပဲလွှမ်းမှုနိုင်လွှမ်းမှုနိုင်နော်ကြာကြီးတော်တဲ့သတော်တွေအကုန်နိုင်တယ်ရှင်သေးကြီးနိုင်တယ်ဒါသူစကားမပြောစကားပြောတာလူပါဟုတ်ကဲ့ပါဆရာစကားပြောတတ်အောင် ပြောတတ်အောင်ဆိုတာစကားပြောတတ်ပါလိမ့်မယ်ပေါ့ဟုတ်ကဲ့ပါဆရာကြီးပြောတဲ့အခါမှာတစ္ဆာဖြစ်တဲ့စကားပြောတဲ့အချက်လုတ်ပြရပါမယ်ဟုတ်ကဲ့ပါဆရာကြီးဝစီတစ္ဆာတည်သောအခါတွင်ဩဇာလေးနဲ့ပေါ်စီတွဲ၍နွေမဲ့တစ်ပင်စေးဘက်ဝင်နေတဲ့ဟုတ်ကဲ့ပါဆရာကြီးအဲကိုလည်းပဲအခုမေကွန်းမေးတဲ့မေကွန်းရှင်ရောအခုဖြေတဲ့ဆရာပါအပါဝင်ဟုတ်ကဲ့ပါဆရာကြီးနော်ဝစီတစ္ဆာကိုတော့သတိထားပြီးစင်ညာပါမယ်လောကကြီးပြည့်စည်နေတာပါလို့ဆိုရင်အဲ ဝစီတစ္ဆာတွေမမှန်ညာလို့ရှိရတာနဲ့မရှိဘူးပြောတယ်။ကောင်းရတာနဲ့မကောင်းဘူးပြောတယ်။လုံနိုင်ရတာနဲ့မလုံနိုင်ဘူးပြောတယ်။အဲ့ဒါကြီးကမများဘူးလားများလားသမီးကိုကိုရင်းနဲ့ဘဝဖြစ်ရကိုပါဝန်ကြီးမှာချစ်နေလေ။အဲ့ဒါကြီးများတယ်သမီးရဲ့။ဟုတ်ကဲ့ပါဆရာကြီး။ဘလောက်များလို့မေးကိုအိမ်တိန်ထဲမှာကိုအကျင်လင်းနဲ့များကြားရလေရှိတယ်။ညဝန်ကကြားရလေရှိတယ်။ခေါင်းရင်းအိတ်ချီးရမှာလည်းရှိတယ်။ အထက်နဲ့အပေါ်ထက်နဲ့အောက်ထက်လည်းရှိကြတယ်အဲ့ဒါဘာလဲလို့မေးရင်တော့ပြောရရင်တော့ယူသားမှုအားနေတာပဲဟုတ်ကဲ့ပါဆရာကြီးယူသားခြင်းဟာလူလောကကိုအလှဆင်တာပဲဟုတ်ကဲ့ပါဆရာကြီးရောအရာရာမှာယူသားဖြူစင်ကြပါလို့ဆရာကြီးအကြံပြုပါတယ်နော်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးသာဝနာခင်ဘုရားရှင်ကြပါစီဗျာ